we, we had the season that we had. And, the, and it's hard in these moments even to face the fans around the world. So, ရာသီအစရလဒီစိုးနေတဲ့ Manchester United အသင်းဟာတကဘာလုံးကဘောလုံးပြိတ္တတည်းရဲ့ဝေဖန်မှုတွေခံနေရတယ်လို့အဓိကတာဝန်ရှိတဲ့နီးပြအမ်မိုရင်ကိုလည်းယာရုကထုတ်ပယ်ပြီးဖို့တောင်းဆိုမှုတွေချိန်မြင့်လာပါတယ်။ United ဟာဒီအာဒီပရီးမီးယားလိ6ပွဲရှင်ပြိုင်အပြီးမှာနှစ်ပွဲနိုင်တစ်ပွဲတည်3ပွဲရှုံးရလနဲ့ခုနှစ်မှတ်သာရထားပြီးမှတ်ပေးစရာအဆင့်14မှာရပ်တည်နေပါတယ်။ဒါဟာမနစ်ကအခြေအနေတွေနဲ့မချားနာပဲရလက်တွေစိုးနေတယ်ဆိုတာကိုပြသနေသလိုကာရာဘောဖလော့ပြိုင်ပွဲပထမအဆင့်မှာလည်းအင်္ဂလန်လီဒူးကလက်ဂရင်းစပီတောင်းလိုအသင်းကိုရှုံပြီးပြိုင်ပွဲကစောစီးစွာထွက်လိုက်ရတာကပိုပြီးတော့ပြောစရာ ဖြစ်လာခဲ့တာပါ။ ရလက်ဒီဆိုလိုပြည်သက်တည်းရဲ့ဝေဖန်မှုတွေမြင့်တက်နေချိန်မှာပဲပေါ်တူဂီလူမျိုးနိပြအမ်မိုရင်ကတော့ပြိုင်ပွဲတွေမှာအရှုံးရလက်ထွက်ပေါ်နေတာဟာ ူ့ရဲ့ကစားကွက်နီးစနစ်ကြောင့်မဟုတ်ဘူးလို့သတင်းစာရှင်းလင်းပွဲတွေမှာပြက်ပြက်သားသားပြောဆိုထားပြီးသူ့ရဲ့3-4နှစ်တည်းဆိုတဲ့ကစားကွက်ကိုလည်းပြောင်းလဲမှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုထားတာပါဒါဟာနီးပြတူရဲ့ကောင်းမမှုအဖြစ် United ပြည်သက်တီကရှုမြင်နေချိန်အသင်းပိုင်ရှင်တွေကတော့ Emoring ကိုအကောင်းမြင်မှုတွေရှိနေစေဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် Emoring နဲ့ United တို့ရဲ့အနာဂတ်ကဒီအတိုင်းသာဆက်သွားနေရင်အခြေအနေတွေပိုဆိုးလာဖို့ပဲရှိလာမှာပါ။ ဒါကြောင့်ဒီချိန်ကနိပြအမိုရင်အနေနဲ့သူ့ကစားကွက်နဲ့မကန့်ညီတဲ့အသင်းတင်းကိုဆက်ပြီးကင်တွယ်ဖို့မသင့်တော့သလိုမန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့လည်းအသင်းနဲ့ကန့်ညီမဲ့နိပြတစ်တူးကိုအမြန်ဆုံးရှာဖွေတာဟာအမှန်ဆုံးဖြစ်လိမ့်မယ်လို့ကမ္ဘာအားကစားကလောင်ရှင်တွေကသုံးသပ်နေကြပါလေ။ဒါဟာနှစ်ဖက်စလုံးအတွက်အချိန်မနှောင်းခင် ဆုံးဖြတ်ရမယ့်ဦးစားပေးအလုပ်တစ်ခုဖြစ်တဲ့ပြီး United ရဲ့အနာဂတ်ကိုကြည့်တင်တယ်လို့လည်းយေတာနေကြတာပါ။ လက်ရှိမှာတော့ဝက်ဆန်တင်နီးပြဂရီဟန်ပေါ်တာပြီးရင်ဂျာတူကထုတ်ပယ်ခံရမယ့်နီးပြတွေထဲမှာအမ်ဘိုရင်က ထိတ်ဆုံးကဖြစ်နေပါတယ်။ယူနိုက်တက်အနေနဲ့သူ့နေရာကိုစားထိုးနိုင်ဖို့နောက်ထပ်နီးပြတွေဖြစ်တဲ့ဂရက်ဆောက်ဂိတ်ဂလက်စနာနဲ့အိုရာအိုလာတို့၃ဦးကိုပြစ်မှတ်ထားနေတယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံရဲ့ပရိသတ်အကြိုက်အများဆုံးမန်ချက်စတာယူနိုက်တက်အသင်းရဲ့အနာဂတ်ကဘာတွေဖြစ်လာအောင်မလဲဆိုတာတော့အမ်မိုရင် အပေါ်မှာသာတည်မီနေပြီး အချိန်မီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။